ဥက္ကမကပပေါ်မှာစစ်အင်အားပြိုင်ဆိုင်လာတာနဲ့မြတ်ကပပေါ်အင်အားကြီးဆုံးစစ်တပ်တွေကပြည်နိုင်ငံနေလဲဆိုရဲအစီအုံဖော်ပြသွားမှာဖြစ်ပါတယ်။ဒီစစ်အင်အားလက်နက်အင်အားစစ်တီအင်အားခင်မီနီပညာနဲ့ကကွယ်ရေးတုံးစိစရာတွေကိုခြေခံပြီးတော့နှစ်စင်ပြောင်းလဲရှိပါတယ်။လက်ရှိမှာတော့ American, Russia, Dale, India နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာထိဆုံငါးနိုင်ငံဆင်မှာပေါ်နေပါတယ်။ဒီနိုင်ငံတွေကစစ်ရေးဆွဲရင်နဲ့စစ်လက်နက်ပစ္စည်းတွေမှာတခြားနိုင်ငံတွေထက် အများကြီးတာလွန်နေရတွေ့ရပါတယ်။ပထမဆုံးနိုင်ငံအနေနဲ့ American ပြည်ထောင်စုဖြစ်ပါတယ်။ American ပြည်ထောင်စုဟာကမ္ဘာပေါ်မှာအင်အားကြီးဆုံးနဲ့စွမ်းအားရှိဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားပါတယ်။သူတို့ရဲ့ကာကွယ်ရေးသုံးစိတ်ဟာတစ်နှစ်ကိုဒေါ်လာ trillion နီးပါးလောက်ရှိပြီးတော့တခြားနိုင်ငံတွေရဲ့ကာကွယ်ရေးသုံးစိတ်အားလုံးပေါင်းနှစ်ထပ်ပိုများပါတယ်။ American စစ်တပ်မှာခင်မီဆုံးနေချောင်းရံကာကွယ်စနစ်တွေစစ်တင်ဘော်တွေလေရင်တင်တင်ဘော်တွေနဲ့စစ်လေရင်တွေရှိပါတယ်။ စစ်တီအင်အားထကြစာထန်းဆောင်နေတဲ့စစ်တီတတမသုံးနှံကျော်နဲ့အရင်စစ်တီ၈သိန်းကျော်ရှိပါတယ်။လက်နက်အင်အားကတော့ကပ္ပအခြေဆုံးလေတန်းနဲ့အေးတက်ကိုပိုင်ဆိုင်ထားပါတယ်။ F35 တိုက်လေယာဉ်နဲ့လေယာဉ်တင်သင်္ဘောစစ်တပ်စင်နဲ့နျူကလ িয়ার လက်နက်အမြောက်များရှိပါတယ်။ဒီပညာအနေနဲ့ drone ဤပညာအကာသဆိုင်ရာစစ်ရေးဤပညာနဲ့ cyber warfare cyber စစ်ပွဲဤပညာရဲ့မှာအထူးကိမိပါတယ်။ဒုတိယနိုင်ငံကရုရှားပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံအဆင့်အားကြီးမှဆုံးတမိုင်းကြောင်ရှိပြီးတော့အမေရိကန်နဲ့တန်တူစင်ခေါ်နိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ရုရှားရဲ့အဆင့်အားဟာလီတာကုန်တက်တင်နေရေးထက်မှထင်ရှားပါတယ်။စစ်တီအင်အားကတော့တသန်းကျော်နဲ့အရင်စစ်တီနှစ်သန်းဒီပါရှိပါတယ်။လက်နက်အင်အားအနေနဲ့ T14 Armada တင်ကားလို့ခင်မီတင်ကားရယ် SU57 တိုက်လေအနေနဲ့နျူကလ িয়ার လက်နက်အများအများရှိပါတယ်။ဤပညာအနေနဲ့အတန်ထက်မြန်တဲ့ hypersonic ထုံးကြီးဤပညာနဲ့ နေရောင်ရံကခွေစနစ်တွေဖြစ်တဲ့ S400 လို့နည်းပညာရေးမှာတိုးတက်နေပါတယ်။တတိယတော့တရုတ်ပဲဖြစ်ပါတယ်။ပြည်နိုင်ငံကဒီမြန်စွာတိုးတက်လာနေတဲ့ CIA အင်အားစုဖြစ်ပြီးတော့မကြမီမှာအမေရိကန်ကိုကျော်လွန်သွားနိုင်ခြင်းရှိပါတယ်။ CIA တုံးစီကိုနှစ်ဆင့်တိုးမြင့်ပြီးတော့ CIA နည်းပညာရေးမှာလည်းယင်းနည်းမျိုးနံမှုတွေအများကြီးလောက်ဆောင်နေပါတယ်။စစ်တီအင်အားကတော့တောင်ထမ်းဆောင်နေတဲ့စစ်တီနှစ်တန်းကျော်ရှိပြီးတော့ကမ္ဘာအကြီးဆုံးစစ်တပ်ဖြစ်ပါတယ်။ ။လက်နက်အင်အားကတော့ J20 စတီတိုက်လေနဲ့ Tight 055ဖြတ်တဲ့မော်ရီနဲ့ Kimi တဲ့မော်ရီရှိပါတယ်။နီးပညာအနေနဲ့ Quantum နီးပညာ၊ AI နီးပညာနဲ့အာကာသဆိုင်ရာစေရင်နီးပညာတွေမှာတိုးတက်မှုအများကြီးရှိပါတယ်။နောက်ထပ်နိုင်ငံကတော့ India ဖြစ်ပါတယ်။ Area အားတရုတ်နဲ့ Pakistan တို့လိုမျိုးအင်းကြီးချင်းနိုင်ငံတွေနဲ့နယ်နိမိတ်ပဏိပခတ်တွေကြောင့်ကာကွယ်အင်အားကိုအလေးပေးတူချက်နဲ့နိုင်ငံတကာနိုင်ငံမှာရေစတက်ဟာအရှေ့လေပိုင်းနဲ့အာရှဒေသမှာအင်အားအကြီးဆုံး စစ်တပ်တွေလည်းတခုဖြစ်ပါတယ်။စစ်တီအင်အားအနေနဲ့တက်ကြွစွာတောင်းထမ်းဆောင်တဲ့စစ်တီတက်တသမ၄တန်းကျော်နဲ့အရန်စစ်တီနှစ်တသမတသန်းရှိပါတယ်။လက်နက်အင်အားကတော့ SU-30 MKI တိုက်လေနဲ့ INS Vanguard လို့တိုက်လေရင်တင်တင်မိုရီနဲ့နျူကလ িয়ার လက်နက်တွေရှိပါတယ်။ဒီပညာအနေနဲ့ဒေသတွင်ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တဲ့ Promos လို့တုံးကြီးနီစနစ်တွေနဲ့အင်ရင်းဖြစ်စလက်နက်ပစ္စည်းတွေကိုတီထွင်ထုတ်လုပ်နေပါတယ်။ ောက်ဆုံးအနိုင်ငံမြောက်ကတော့မြောက်ကိုရီးယားပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကတော့စစ်ရင်အားကိုအဓိကထားပြီးတော့ကာကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။စစ်ရင်အားနဲ့ပတ်သက်ပြီးတော့တည်ထင်ချက်လက်တွေကန့်သက်ချက်တွေရှိပေမဲ့သူတို့ရဲ့စစ်ရင်အားကမ္ဘာထိပ်တန်းစစ်ရင်မှာပါဝင်နေပါတယ်။စစ်တီအင်အားကတော့တောင်ထန်းဆောင်နယ်စစ်တီတသတမတသန်းကျော်နဲ့အရင်စစ်တီ6သိန်းနီးပါးရှိပါတယ်။တနက်အင်အားကတော့ဒုံးကျည်တွေနျူကလ িয়ার လက်နက်တွေနဲ့ရိုးရာလက်နက်တွေအများများရှိပါတယ်။ ဤပညာကတော့တာဝဲပြည်ထောင်ကြီးဤပညာနဲ့နျူကလ িয়ার လက်နက်တွေတည်ထောင်လို့မှုတော့သူတို့ရဲ့အဓိကဆန်အားဖြစ်ပါတယ်။ဤကုံချုပ်အနေနဲ့ကတော့ဒီနိုင်ငံတွေကစစ်ရင်အားနဲ့စစ်ရေးဆွမ်းဆောင်ရေးတွေမှာအထူးသဖြင့်တာလွန်နေရအောင်တွေ့ရပါတယ်။ဒါပေမဲ့စစ်တပ်တစ်ခုရဲ့အင်အားကိုတိုင်းတားရမှာလက်နက်အရေးအတွက်နဲ့စစ်တီအင်အားတစ်ခုကိုချစ်လို့မရပါဘူး။စစ်တပ်ရဲ့လေ့ကျင့်မှုတွေစစ်တီတွေရဲ့ကျွမ်းကျင်မှုနဲ့စစ်တပ်ကိုဦးဆောင်နိုင်တဲ့နိုင်ငံရေးကောင်ဆောင်မှုတွေကလည်းအရေးကြီးပါတယ်။ ဒီနိုင်ငံတွေဟာကမ္ဘာနိုင်ငံအရေးမှလည်းအခက်ခဲတာတွေပေါင်းနေကြပါတယ်။ဒီရှုနာစင်ပြည်သူအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာများကိုလည်းရှာဖွေတင်ဆက်ပေးသွားပါဦးမယ်။